အားလုံးပဲမင်္ဂလာပါဒီနေ့မှာလဲ paralog နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းမယ့်အကြောင်းအရာတချို့ကိုကျွန်တော်ကပြောပြပေးပါမယ်ဗီဒီယိုအနေနဲ့လည်းပြပေးပါမယ်ပထမဆုံးပြောပြခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့တလောအမှဖြစ်ခဲ့တဲ့အကြောင်းအရာထင်ပါတယ်ရုပ်ရှင်ရိုက်ကူးရေးတစ်ခုမှာအော်လန်နေတရေတွေနဲ့ပတ်သက်ပြီးတော့ရိုက်နေတဲ့ရိုက်ကွင်းတစ်ခုမှာ rider cap လို့ online ပြင်မဲ့တရုတ်ဆောင်အမျိုးသမီးကအသီးစိတ်လွတ်ပြီးတော့တရေဝင်ပူးတယ်လို့ဖြစ်နေတဲ့အကြောင်းအရာကိုကျွန်တော်ကဗီဒီယိုအနေနဲ့ပြပေးပါမယ်ဒီကိစ္စကသူတို့ ရုပ်ရှင်ပဖို့အတွက် marketing စင်တာပဲလားတကယ်ပဲဖြစ်ခဲ့တာလားဆိုတော့သူတို့ကိုယ်တိုင်ပဲသိမှာပေါ့နော်ဒါဆိုရင်တော့ကြည့်မယ်နော်အရှိသေး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  ကပ်โอเคရပြီရပြီရလိုက်ရပြီရပြီကဲအာကပ်ကပ်ပဲโอเคဒီလက်ဒီရည်သေးတယ်တော့မကရပြီရပြီမကတဲလဲတော့ရပြီတဲ့ရပြီမကမဘူးကောင်းနေတာအော်ဘိုင်ဟမ်မမရပြီ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 အော်ဘိုင်ရပြီမရပြီအော်ဘိုင်မမရပြီမ ဒီဗီဒီယိုထဲမှာပါတဲ့အတော်ကြီးကအခုတော့ဆေးရုံရောက်သွားတယ်လို့ပြောပါတယ်တကယ်လို့များ ဒါကတကယ်ပဲဆိုရင်တော့စိတ်မကောင်းပါဘူးပြီးတော့ဒီလိုမျိုးတရေအကြောင်းတွေရိုက်မယ်ဆိုရင်တိတက်နားလဲတဲ့လူတွေဘေးနားမှာရှိစေချင်ပါတယ်ဒါဆိုရင်ကျွန်တော်နောက်ထပ်အကြောင်းအရာတစ်ခုကိုဆက်ပြီးတော့ပြောပြပါမယ်အခုပြောပြရမယ့်အကြောင်းအရာနဲ့ငုနာပြခဲ့တဲ့ဗီဒီယိုနဲ့ဘာမှမသက်ဆိုင်ပါဘူးအကြောင်းအရာကတသက်စီပါဗျကျွန်တော်စရန်ကျောင်းသားဘဝတော့ကျွန်တော်တို့အခန်းထဲမှာနေရနေပြီးတော့ကျောင်းလာတက်တဲ့ကျောင်းသား9ယောက်ရှိတယ်သူတို့ကနေရနေလာတက်တာဆိုတော့ရန်ကုန်မှာအသီးဆွေမျိုးမရှိဘူးထင်ပါတယ် လိုမျိုးဘော်ဒါလိုမျိုးအဆောင်တခုငှားပြီးတော့သူတို့ကနေနေကြတာတတိယကျတော့သူတို့ကចောင်းမလာကျွန်တော်စရန်ចောင်းသားဆိုတော့ထုံးစံအတိုင်းပဲစာကြက်ဖို့အတွက်ចောင်းပြက်တဲ့ရက်တွေယူကြတယ်လीဒါပေမဲ့သူတို့ပြက်တာလွန်လွန်အကြီးလေတပတ်လောက်ပြက်သွားတော့အတန်းမှန်ဆီယာမကចောင်းမကြဘာမကြဆိုတော့သူတို့နေရနေရတော့လိုက်သွားတာလိုက်သွားတာတော့စူဖို့လားပြန်ခေါ်ဖို့လားတော့မသိဘူးပေါ့နော်ဒါပေမဲ့နောက်ကြီးဆီယာမပြန်ရောက်လာတော့ဆီယာမကမျက်စိမျက်နှာပြက်ပြီးတော့ဆီယာမအចောင်းအုပ် ဒီရုံးကောင်သွားပြီးအကျိုးကြောင်ပြောတယ်ကျွန်တော်နဲ့အဲ့ဒီကောင်လေး9ယောက်နဲ့ကလည်းတိတော့ကျွန်တော်ကမေးကြည့်တာပေါ့နော်ဆီယမ်မောက်ဆီယမ်မောက်ဘာဖြစ်လို့လဲဒီကောင်လေးမလာတာလဲကြာပြီဆိုတော့ဆီယမ်မောက်အဲ့ကြာမှာကျွန်တော်ကိုပြန်ပြီးတော့ပြောပြတာနင်းတငယ်ချင်းတွေကအတက်ဆန်းတာတဲ့မဟုတ်ကဟုတ်ကလို့လို့ဒီကောင်လေး9ယောက်လုံးအခုဆေးရုံမှာတဲ့အခုတော့အတန်အလျင်မရှိတော့ဘူးတဲ့စိုးရင်ရတဲ့အချင်းတွေကိုကြော်သွားပြီဆိုပြီးတော့ဆီယမ်မောက်ထပ်ပြီးတော့ပြောပြတာဘလို့ဖြစ်တာလဲဆိုတော့ဒီကောင်လေးရဲ့ border ဘေးနားမှာအိမ်တိမ်ရှိတယ်အဲ့အိမ်ကနာရီးဖြစ်ကော နိုင်ရေးဖြစ်တော့သူတို့ကရေဝဲကိုလိုက်ပို့ကြတာလိုက်ပို့ပြီးတော့ကောင်းကောင်းမပြန်လာဘူးအဲ့မှာရှိတဲ့တင်းချိုင်းတွေမှာရှိတဲ့မြေတွေကိုသူတို့ကယူလာယူလာပြီးတော့အိမ်ရောက်တော့စမ်းနယ်ထံမှာလဲဆယ်တန်းကျောင်းသားဘဝဆိုတော့သူတို့အကုန်လုံးမုခဥကတွေပေါ့ဗျာပြောရမယ်ဆိုရင်တော့အဲ့ဒီကျောင်းသား၅ယောက်ထံမှာကျွန်တော်တို့လေမတောက်တစ်ခေါက်ဟိုတက်ဒီတက်ဟိုဆက်စုဒီဆက်စုတယောက်ပါတယ်သူကအဓိကပဲသူကစတာဘာလို့တာလဲဆိုတော့အဲ့ဒီမြေတွေကိုယူပြီးတော့မင်းတို့လိုက်ခဲ့လိုက်ခဲ့ဆိုပြီးတော့သူတို့ရဲ့အဆောင်ခေါ်လာတယ် ခေါ်လာတော့ဟိုကပါလာတယ်ပေါ့ဗျာပါလာပြီးတော့သူတို့ရှင်မှရှိတဲ့အစားအသားစိမ့်တွေပါလေခြာကျွေးပြီးတော့သူတို့ကတော့သူတို့ခန်းနေတဲ့အတိုင်းလောက်အောင်တရဲခေါ်မွေးတဲ့ပုံစံအောင်ဒီကောင်တွေကလှုပ်ချင်တာဒါပေမဲ့သူတို့လက်တဲ့မဆန်းခင်ခေါ်လာတဲ့အကောင်တွေကသူတို့ပြန်ပြီးတော့လက်တဲ့ဆန်းသွားတာမှကြောက်စရာကြီးဘေးအိမ်တွေကပြောပြတာသူတို့ခေါ်လို့ပါလာတဲ့အဲ့ဒီနာနာဘဝဝိနာဘဝတွေကဒီကောင်၅ကောင်လောက်ဝင်ပူးပြီးတော့အချင်းချင်းဘာတပြန်ကြားတပြန်အဲ့လိုမျိုးစော်ကြတာဗျာ ဓာတ်နဲ့ထူဒုတ်တွေနဲ့ရိုက်အဲ့လိုမျိုးတွေပါလောက်ကြတော့အဲ့ငါးကောင်ထဲမှာ၃ယောက်ဆိုရင်ဒီလက်တွေမှာဒီလက်တွေမှာဓာတ်ရင်နဲ့အဲ့လိုမျိုးအလွှာခံထားတဲ့ဟာတွေဖြစ်နေတာအဲ့ဒါကိုသူတို့အဆောင်မှနေတဲ့အဆောင်မှုကပထမတော့မသိဘူးအုံးအုံးအုံးနေဖြစ်နေတော့သွားကြည့်တော့ငါးကောင်တော့လုံးထွေးတက်ပုံနေတာဒုတ်တွေရောဓာတ်တွေရောနဲ့တော်တော်သွေးတွေလည်းရဲနေတာပဲတဲ့တော်သေးရနော်ဒီကောင်တကောင်မှဓာတ်နဲ့အဲ့လိုမျိုးထိုးပြီးတော့မတည်သွားမိတာလေပထမတော့အဆောင်မှုက ပါဇက်နဲ့ပြောဟဲ့အောင်နေမလုံးနဲ့မလုံးနဲ့မလုံးနဲ့ဒါပေမဲ့သူတို့ကလေဂီဂီဂဲဲတွေလူစိတ်ပျောက်ပြီးတော့မျက်လုံးတွေပါရတယ်မျက်ဖြူလန်နေတဲ့ကောင်တွေရောပါလာရောပြီးတော့သူတို့အခန်းထဲမှာအဲ့လိုမျိုးအသားစင်း၅စင်းနေလဲတွေ့တော့နောက်ဆုံးအဆောင်မိုးကနည်းနည်းသဘောပေါက်သွားသဘောပေါက်ပြီးတော့ဘေးနားကပတ်ဝန်းကျင်တွေကအကောင်လုံးအော်ခေါ်တော့မှလူတွေအများကြီးလာတော့မှလူအင်အားနဲ့ဝိုင်းပြီးဒီကောင်၅ကောင်ချုပ်ကားတာဒါတော့သူတို့တယောက်ရဲ့အားကိုနော်လူကြီး၄၅ယောက်ကဝိုင်းပြီးတော့ချုပ်သွားတယ်ဘလောက်တိအောင်ဂူဂဲဲနဲ့အဲ့လိုမျိုး ကြမ်းထော်နေလဲဆိုတာစဉ်းစားတာကြည့်တော့ချုပ်ထားတဲ့အချိန်မှာဝင်ပူးနေတဲ့တရေတွေကပြောတယ်ဒီကောင်၅ကောင်အသေးတက်မယ်တဲ့ဒီကောင်၅ကောင်ကငါတို့ဟိုတဲ့ငါတို့နေတဲ့နေရာကနေခေါ်လာပြီးတော့ဒီမှာလာကစားနေတာတဲ့သူတို့ကပဲငါတို့ခိုင်းညင်သေးတယ်တဲ့သူတို့ကပဲငါတို့ခိုင်းမလားဒီကောင်၅ကောင်ပဲငါတို့ကတက်ပြီးတော့ငါတို့နေရာငါတို့ပြန်မလားစိန်ခေါ်လိုက်လीဆိုပြီးတော့ဒေါသထွက်ပြီးတော့ပြောနေတာအဲ့နဲ့နားလဲလူကြီးကမလုပ်ပါနဲ့မလုပ်ပါနဲ့ဒီကလေးတွေကမသိလို့ပြမားမိတာမသိလို့လုံးမိတာပေါ့နော်နေရာကို ခေါ်လာတဲ့နေရာကိုပြန်ပြီးပို့ပေးပါမယ်စသဖြင့်အဲ့လိုပြော ပြောတဲ့ချိန်မှာသူကလည်းမကြည်နပ်ဘူးဘယ်ကြည်နပ်မလဲအဲ့ဒီငါးကောင်ကဘလောက်တော့လှုပ်ထားလဲမှမသိလားတကယ်တက်ရောင်ကားတွေထားပါတော့အဲ့ဒါနဲ့ဖုန်းကြီးတွေပင်ထားတာဖုန်းကြီးတွေပါရောက်ချလာပဲပိတ်တွေပထန်းတွေရွတ်ပြီးတော့မှဒီမကောင်းတဲ့ဟာတွေဖယ်လိုက်ရတယ်ဗောဗျာအဲ့ချိန်ကျမှပဲဒီကောင်လေးတွေကလူစိတ်ပြန်ရောက်လာလူစိတ်ပြန်ရောက်လာတဲ့အခါမှာသူတို့ငါးယောက်လုံးပါဗျာဘလောက်အချိန်ကြာကြာထိုးထားကြိတ်ထားလဲမသိလက်တွေမှာလည်းအဲ့လိုမျိုးဓာရရနေတွေးရော သူဖူးရောင်းနေတာပဲဈေးအောင်ရောက်တော့လဲသူတို့လူနာကြောင့်လောက်ရတာအဆောင်မူးတက်ရောက်တည်းရှိတယ်အဆောင်မူးကသူတို့ရဲ့အိမ်တွေကိုတော့ဖုန်းလှမ်းဆက်လိုက်တယ်ဗျာဒီမှာခမရလို့ရဲ့သားတွေကတုတ်တန်မြေတွေယူလာပြီးတော့မဟုတ်ကားဥကားတွေလှုပ်လို့ဒီမှာတရေတွေဝင်ပူးပြီးတော့အခုတော့မတော်မတရားတွေဖြစ်ပြီးဈေးအောင်ရောက်နေတယ်ခမရတို့လိုက်ခဲကြတော့အစားသဖြင့်ဖုန်းဆက်လိုက်တယ်သူတို့အိမ်တွေကိုတော့ဒါပေမဲ့ကြောင်းဘက်ကိုတော့အဆောင်မူးကခွင့်လာမတိုင်ပြဘူးခွင့်လာမတိုင်တာကလည်းသူ့အကြောင်းနဲ့သူရှိမှာပေါ့လေနော် ဆရာမကသူတို့ရှိနေတဲ့လိပ်စာကိုလိုက်သွားတဲ့အရကြတော့မှကံကောင်းရင်တော့အဆောင်မှုကစေးရုံကနေခဏပြန်လာပြီးတော့သူတို့အဆောင်မှာလိုအပ်တဲ့ပစ္စည်းတွေလာယူလာအဲ့မှာတက်တဲ့တူတာတက်တဲ့တူတော့မှဒီဖြစ်ချောင်းကုံစင်ကိုဆရာမကိုအဆောင်မှုကအကုန်လုံးပြောပြတာအဲ့လိုပြောပြတော့မှပဲဆရာမကလည်းစိုးရိမ်စိတ်တွေဖြစ်သွားတာပေါ့ပထမတော့ဒီကောင်းနေကြောင်းမလာပဲနဲ့ဘယ်ဒီသွေထိုးနေလဲစသဖြင့်ဒေါနဲ့မောနဲ့ကြမ်းမှုသွားတာဟိုလဲရကော ဒီလိုမျိုးပြဿနာတက်တယ်ဆိုတော့ဆီယာမလည်းမျက်နာလေးငငငငငနဲ့ပြန်လာ ပြန်လာပြီးတော့နောက်ငယ်လည်းရောက်တော့ချက်ချင်းចောင်းអុជីហូបាဝင်ပြောရဲ့အဆင့်အထိဖြစ်သွားတာပေါ့ဒီកောင်းនេះ900လောက်อ่ะសេរីဝင်มาស៊ីគូហ่า3ឡាលောက်ចាသွားတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ដានយ៉ាတွေကតាត់តាသွားវិញមែនဒီកောင်းនេះសိတ်มา6ឆានနေដែរဗျာទីလားចောက်နေដែរဆိုတော့သူတို့សိတ်យោកាអធុគូနေមកថាត់ပြီးတော့ပြាដែរနောက်ဆုံးចាတော့มาဒီកောင်းនេះកောင်းသွားកောင်းသွားတော့มาចောင်းပြန်လာတက်နိုင်လာចောင်းပြန်လာတက်တဲ့နေ့မှာ အကုန်လုံးသူ့မိဘတွေပါပါလာအကုန်လုံးတတိယဇန်း9ယောက်လုံးကျောင်းဆရာရေရုံကနေတခါတည်းသွားပဲသွားပြီးတော့အမှခံဝင်ထိုးရတာပေါ့နောက်ကဒီလိုမျိုးမဟုတ်ကဟုတ်ကတွေမလုပ်တော့ပါဘူးဆိုတဲ့ဟာခံဝင်ထိုးတော့မှဆရာကြီးကဒီကောင်တွေကိုကျောင်းပြန်တက်ခွင့်ပြုတာမဟုတ်လို့ရှိရင်တခြားကျောင်းသားတွေပါဒီလိုမျိုးမဟုတ်ကဟုတ်ကလှုပ်ပြီးတော့ပြဿနာများမှာဆိုတဲ့အတွက်ကျောင်းထုတ်မယ်ဆိုပြီးတော့လှုပ်နေတာဗျာဆရာကြီးကလည်းသူကလည်းတော်တာခက်ကြီးကြီးပဲကျွန်တော်နောက်တစ်ခါတင်မယ့်ဗီဒီယိုမှာတော့ကျွန်တော်ရဲ့ Facebook Page Messenger ကနေပြီးတော့ လာပြောပြပေးထားကြတဲ့ paralog နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ Telegram account ကနေပြောပြပေးထားတဲ့ paralog နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်စုစည်းပြီးတော့ပြန်တင်ပေးမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့တရား channel ကို subscribe လုပ်ပေးတဲ့လူအကုန်လုံးကိုလည်းထပ်ပြီးတော့ကျေးဇူးတင်ပါတယ်။